Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရဲ့ Facebook account ကနေဒေါ်လာဝယ်ငွေရှားလို့ရမရဘယ်လိုစစ်ဆေးရမလဲဘယ်လိုကြည့်ရမလဲဆိုတော့အသေးစိတ်လေးကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ် ဆိုတော့စလိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့ကကျွန်တော်ရဲ့ Facebook account ကနေဒေါ်လာဝယ်ငွေရှာလို့ရမယ်ရဘယ်လိုသိရမလဲဘယ်လိုစစ်ရမလဲဆိုလို့ရှိရင်တော့နံပါတ်1အချက်အနေနဲ့ကျွန်တော်ရဲ့ Facebook account ကို professional dashboard ဖွင့်လို့ရမယ်ရကိုအရင်ဆုံးစစ်ဆေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တစ်ချက်စစ်ဆေးရအောင်ဒီမှာကျွန်တော်ရဲ့ profile ရှိတယ်အဲဒီလိုပေါ်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဒီဘေးနားလေးမှာအဆက်34ကိုတစ်ချက်နှိမ့်လိုက်မယ်နော် အဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးရင်ဒီဒီဒီလိုမျိုး စာမျက်နှာလေးကို ပေါ်လာမှာဖြစ်ပါတယ်ဒီလိုပေါ်လာတဲ့အချိန်မှာအဲအောက်ပိုင်းမှာရှိတဲ့ Tran on Professional Mode ဆိုတဲ့စာသားလေးကိုအဲ့ဒါလေးပါမှကျွန်တော်ရဲ့ Facebook account ကနေဒေါ်လာဝယ်ငွေရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ Tran on Professional Mode ပါတယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုတစ်ချက်ဖွင့်မယ်အဲဒီလိုမျိုးနှိပ်မယ်ပြီးရင် Tran on ဆိုတဲ့အနေအထားလေးကိုတစ်ချက်နှိပ်လိုက်ပါ နေပြီးရင်ဒီလိုမျိုးပေါ်လာမယ်ဒါလေးတွေကိုအကုန်လုံးဘာမှဖတ်စရာလည်းမလိုဘဲနဲ့ကျွန်တော် next လေးကိုနှိပ်မယ်အကုန်လုံးဒီမှာလည်းကြိုက်တဲ့ဟာကိုနှိပ်မယ် public လည်းနှိပ်လို့ရတယ် friends လည်းနှိပ်လို့ရတယ် custom လည်းနှိပ်လို့ရတယ်ဒါမဲ့အကောင်းဆုံးက public နှိပ်ထားတော့ပိုကောင်းတယ်နော်ပြီးရင် next နှိပ်မယ် next နှိပ်ပြီးရင်ဒီလိုပေါ်လာတဲ့ချိန်မှာဘာမှထပ်မနှိပ်ချင်တော့ဘူးဆိုလို့ရှိရင် confirm လည်းနှိပ်လို့ရတယ်လို့အပေါ်ကဒီကြက်ကြီးခက်လေးနဲ့လည်းထွက်လို့ရတယ် အဲကျွန်တော် confirm လေးတစ်ချက်နေမယ်အဲ့ဒီမှာပေါ်လာမယ်လေဗျဒီနေရာမှာဒီလိုမျိုးပေါ်လာမယ်ဗျဆိုတော့ကျွန်တော် next turn နေမယ် next နေမယ်ပြီးရင် skip နေလိုက်တော့ skip နေပြီးရင် go to professional dexbox ready စာသားလေးကိုနေရမှာ ဖြစ်ပါတယ်ဆိုတော့ဒီလိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ကျွန်တော်ရဲ့ base ကျွန်တော်ရဲ့ Facebook account ကဒီလိုမျိုးနေရာကနေ page ပုံစံပြောင်းသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုး ပြောင်းလိုက်တဲ့ဟာကတော့အဲ profile profile page လို့ခေါ်ပါတယ်။ page မဟုတ်ဘဲနဲ့ profile page เนาะဆိုတော့ဒီလိုပေါ်လာတဲ့အချိန်မှာအဲ professional dashboard ဆိုတဲ့စာသားလေးကိုတစ်ချက်နေရာမှာဖြစ်ပါတယ်။ဆိုတော့ professional dashboard ကိုနှိပ်မယ်။ဒီလိုနှိပ်ပြီးပြီးဆလုပ်ရှိရင်အောက်ကိုနည်းနည်းရွှေ့ပြီးတော့ monetization tools ကနေကြည့်လို့ရတယ်လို့ အပေါ်ကနေအပေါ်ကနေရွှေ့ပြီးတော့ဒီနေရာမှာလဲဒီမှာ home ရှိတယ် inside ရှိတယ် content ရှိတယ် engagement ရှိတယ် monetization ရှိတယ်ဒီနေရာကြီးနေပြီးတော့ဒီဘက်ကနေလဲကြည်လို့ရတယ်လို့ခုနပြထားတဲ့ပုံစံအတိုင်းလဲကြည်လို့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရဲ့ account က setup ပေါ်နေတယ်ဆိုလို့ရှိရင် monetization လျှောက်လို့ရပြီဒါပေမဲ့ဒီနေရာမှာ monetization ဒေါ်လာဝယ်ငွေရနိုင်တဲ့နေလန်းကတော့9ခု6ခုလောက်ရှိတယ်ဒီထဲမှာကျွန်တော်ကဘယ်နှခုရနေပြီလဲဆလို့ရှိရင်ကျွန်တော်အကောင့်မှာအခုကျွန်တော်ကျွန်တော်ရဲ့ Facebook အကောင့်ကနေ page ပြောင်းလိုက်တဲ့အခါမှာအဲဒီ monetization ဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့နေလန်းက style တစ်ခုရနေပြီเนาะဒီနေရာမှာဆိုတော့အောက်မှာရှိသေးတဲ့ ads on real တို့ bonus တို့ instream ads တို့ subscription တို့အဲ့ဒါတူက တော့ခတ်ထားတည်တယ်ဆိုလို့ရှိရင်မပွင့်သေးဘူးဒီကောင်ဒီတော့ကိုဖွင့်ထားတယ်ဘေးနားလေးမှာအပေါ်က star ပြထားတယ်လို့ star ရဲ့ဘေးနားလေးမှာ setup ပေါ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Facebook account ကဒေါ်လာဝယ်ငွေရှာလို့ရမှာဖြစ်ပါတယ်ဗျဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ Facebook account ကို page ပုံစံပြောင်းပြီးတော့အဲဒေါ်လာဝယ်ငွေရှာခြင်းတဲ့တူတွေအတွက်အဲဘလူးစစ်ကြည့်ရမလဲဘလူးလောက်ရမလဲဆိုတော့အသေးစိတ်လေးကိုပြောပြပေးသွားတာဖြစ်ပါတယ် ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တဲ့ဆလုံးရှိရင်ကျွန်တော်ရဲ့ YouTube channel နဲ့ကျွန်တော်ရဲ့ page လေးကို like and follow လေးနဲ့ဖြစ်ဖြစ် subscribe လေးပဲဖြစ်ဖြစ်နှိပ်ပြီးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ bye bye